မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ25ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီစစ်စခန်း9ခုကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်2ဦးပါဝင်3ဦးအရှင်ဖမ်းဆီးရရှိ ။ရန်စုံမျိုးနဲ့မြို့သားဆက်မှုစုံမှရေခက်ရန်ထွက်လာသောစစ်သားများကိုတိုက်ခိုက်မှုစစ်တပ်မှ6ဦးသေဆုံး။ထိုင်းမြန်မာနယ်စပ်ထီးကပလဲစစ်ကမ်းမှထွက်ပြေးသွားသောဒုတိယဗိုလ်မှူးကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်42ဦးလက်နက်များနဲ့အတူထိုင်းဘက်သို့ထွက်ပြေးဆက်ရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဦးစွာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီစခန်9ခုကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်တူပါဝင်3ဦးအရှင်ပန်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူမြုံနယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေချတက်ဆဲထားတဲ့စခန်9ခုကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်တူပါဝင်3ဦးအရှင်ပန်စီရရှိခဲ့တယ်လို့ NUG ကောက်ကွေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်လိုက်ပါရယ်။ဇွန်လ25ရက်နေ့နနက်စောပိုင်းတွင်စစ်ကောင်စီ ီတပ်စခန်းများအားလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၉ဦးထံမှနေတည်ဆုံးခဲ့ပြီးများပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တူပါဝင်စစ်တုံးမဲ့၃ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းတပ်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်စုံ16လက်နက်ခေရန်စစ်အုံဆောင်ပစ္စည်းများများကိုလည်းတင်စီရရှိခဲ့ကြောင်းတိုက်ခိုက်မှုတွင်တော်လိုင်းတပ်ဖွဲ့ဝင်များဘက်မှတော်လိုင်းရဲရဲဘော်တို့အကြာဆုံးခဲ့ရပြီး၂ဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီစခန်း၉ခုနဲ့မှစခန်းတစ်ခုဖြစ်တဲ့ညောင်လေးပင်မြို့နယ်ကျောင်းတကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိတော်ဝီ ေကြီးရွာမှာစစ်တပ်စခန်းကိုဂျွန်လ25ရက်နေ့နနက်တနားရီခန့်အချိန်တော်လိုင်းဘူးဘွားတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနနက်2နာရီချိန်တွင်စခန်းကိုပြည်သက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရှိရပါတယ်စစ်စင်ရေးတိုက်ခိုက်မှုများကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနပဲခူးဖြူဟာ24ငကနီစစ်ကြောင်းအလာဝကတည့်ရင်အမှတ်3933တည့်ရင်ဖြူဘကဖာဖြူဟာ25အမှတ်3932တည့်ရင် Spring Warriors ကိုလုံး KNLA တည့်ရင်ကိုဖြူဟာ26တော်ဝင်တောင်းတည့်ရင်တော်ကြီးကန်တည့်ရင်တို့ကပူးပေါင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနချုပ်ဘကူမှဘကူတိုင်းတွင်စစ်စင်ရေးများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိတဲ့အတွက်ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားပါတယ်ရှင်။ ဇလပီငန်းစုမြို့နယ်မြို့သားစမှုဆောင်မှာရေခက်ရန်ထွက်လာတဲ့စစ်သားများကိုတိုက်ခိုက်မှုစစ်တပ်မှ၆ဦးသေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းငန်းစုမြို့နယ်မြို့သားစမှုဆောင်မှာရေခက်ရန်ထွက်လာသည့်ဂျမ်းမစစ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဂျမ်းမစစ်သား၆ဦးသေဆုံးခဲ့တယ်လို့ငန်းစုမြို့နယ်ပကပ်ဖမှတာဝန်ရှိသူတူထံကသိရှိရပါရစေ။ဇွန်လ23ရက်နေ့နဲ့9နာရီကျော်အချိန်ခန့်တွင်မြို့သားစမှုဆောင်မှာရေခက်ရန်ထွက်ခွာလာတဲ့ဂျမ်းမစစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရစေ။ဆိုပါတိုက်ခိုက်မှု တွင်ဂျမ်းမက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး G3 တနက်တက်လက်ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကတော့ငန်းစုံမြို့နယ်ပကဖားမှာတလိုင်းရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရဲဘော်များထိခိုက်မှုရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဇလပီထမ်းမြန်မာနေဆက် ठी ကပလေးစစ်ကမ်းမှာတွေ့ပြသွားသောဒုတိယဗိုလ်မှူးကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄၂ဦးလက်နက်များနဲ့အတူထိုင်းဘက်သို့ထွက်ပြေးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။ကင်းပြည်နယ်မြဝတီမြို့နယ်ထမ်းမြန်မာနေဆက် ठी ကပလေးစစ်ကမ်းမှာတွေ့ပြသွားသောတရင်မှုအဆင့်ဒုတိယဗိုလ်မှူးကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄၂ဦးတို့ဟာလက်နက်များနဲ့အတူထိုင်းဘက်သို့ရောက်ရှိသွားပြီးထိုင်းအာဏာပိုင်များကခေါ်ယူထိန်းသိမ်းထားကြောင်းထမ်းမြန်မာနေဆက်စီးရီးတဲ့တင်မြစ်ထံကသိရှိရပါရစေ။ဇွန်လ22ရက်နေ့မိုးလယ်3:45မိနစ်အချိန်ထမ်းမြန်မာနေဆက်ရှိ ိစစ်ကောင်စီတပ်အေထိကပ်ပလေစစ်ကန်ကိုသိမ်းပယ်ရရှိခဲ့ပြီးစူပါစကန်မှာစစ်ကောင်စီတပ်သားများမှထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်းတပြည်သားသောစစ်သားများကိုတော်လိုင်းတပ်များကလိုက်လံဖမ်းဆီးနေမြေရှင်းလင်းခဲ့ရမှာစစ်သားလေးဦးကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေထိကပ်ပလေစကန်မှာတရင်မှုဒုတိယဗိုလ်မှူးကြီးပါဝင်စစ်အရာရှိလေးဦးအရာရှိအရာခံအကြက်23ဦးနဲ့တပ်သား15ဦးစုစုပေါင်း52ဦးတို့မှာလက်နက်39လက်နဲ့အတူထိုင်းနိုင်ငံဘက်သို့ရောက်ရှိခဲ့ကြောင်းသိရှိရပါတယ်တက်တလော့ဒီကပ်ပလေစကန်သိမ်းတိုက်ပွဲမှာလ လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့်60မမ3လက်ငကြင်းမီ2လက် လက်နက်ငယ်12လက်လက်နက်ကြီးခဲရဲများရရှိကြောင်းစကန်တွင်မှစစ်သားအလောင်း6လောင်းနဲ့တင်ကြီးရရှိကြောင်းသိရှိရပါတယ်။ KDL ကောတူးလီတက်မတော်ရဲ့ထုတ်ပြန်ချက်တွင်မူဇွန်လမှစတင်ပြီးတော်လင်းပူပေါင်းဖွဲ့ဝင်များကစစ်ကောင်စီ ET ကပ်ပလစ်ကန်ကိုဝန်းရံပိတ်ဆို့ပြီးဒရုန်းများဖြင့်နေညာမပြတ်တိုက်ခိုက်ခဲ့ရမှာဇွန်လ22ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များစကန်ကုန်းစွန့်ခွာခပ်ပြီးသားခဲ့ကြောင်းဒေါ်လင်းတပ်ဖွဲ့ဝင်များမှလိုက်လံရှင်းလင်းခဲ့ရမှာထိုင်းနိုင်ငံသူမရောက်မီနေဆက်မီတာ900ခန့်အကွာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဒေါ်လင်း က်ဖွဲ့ဝင်များကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဆိုပါထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီး4ဦးရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ကြရှိနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလက်နက်များအားစွန့်ပြေး၍ထိုင်းနိုင်ငံတွင်သို့ဝင်ရောက်ထွက်ပြေးသွားခဲ့ပြီးတော်လင်းတပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းခဲ့ရမှာ၎င်းတို့ထွက်ပြေးသွားရာလမ်းတစ်လျှောက်တွင်60မမအမြောင်များနှင့်လက်နက်ငယ်များသိမ်းဆည်းရရှိခဲ့ကြောင်းရင်းနောက်ဒီကပလက်စ်ခန်းကုန်းကိုတော်လင်းတပ်ဖွဲ့ဝင်များကဝင်ရောက်နေပြီးရှင်းလင်းခဲ့ရမှာ60မမပုံသီးများနဲ့9.62ကြီးစံများ9.62 56ကြီးစံများ40မမဘုံများထပ်မံတင်စီရရှိခဲ့တယ်လို့ KTLA ကိုသူလေးတက်မတော်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့2025ခုနှစ်ဇွန်လ25ရက်နေ့ဗုဒ္ဓဦးနေ့အတွက်နောက်ဆက်ရပြည်သူများကိုစပုတ်ပြည်မြန်မာမှတင်ဆက်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူနှောင်းရင်မှုဖြစ်ပါရှင်။